ဒီနေ့ရမျက်ဝင်မှုမှာတော့အယောင်နဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေရဲ့ဆက်ဆက်မှုအကြောင်းလေးကိုမျက်ဝေပေးသွားမှာဖြစ်ပါတယ်။ဒီခက်တဲ့ရက်ပိုင်းကမျက်ဝေထားတဲ့ဗီဒီယိုတစ်ခုရဲ့အောက်မှာပေါ့နော်ဒီ comment လေးအာတွေ့ခဲ့ပေါ့နော်။အာစိတ်ပိုင်းဆိုင်ရာအခြေအနေကနစ်တက်တဲ့အယောင်ပေါ်ကိုတက်ရောက်မှုရှိတယ်လို့တည်ထားပါတယ်။ကိုကိုကိုတတိထားမိတာအရင်နှစ်တွေကခဲယောင်ကိုချိန်ပါတယ်။ဝတ္တသုံးတာတောင်ပေါ့နော်ပစ္စည်းကအစခဲယောင်ကို ရွေးချယ်မိပါတယ်တဲ့ပြီးခဲ့တဲ့နှစ်မှာခရမ်းရောင်ကိုပြောင်းပြီးမျက်စိကျတော့တတိထားမိပါတယ်ခုလပိုင်းတွေမှာပေါ့နော်အရင်ကလုံးဝချိုက်တယ်လို့မခံစားရတဲ့အဖမ်းရောင်ကိုမတိလိုက်ခင်မှာပဲချိုက်လာတယ်လို့ခံစားရပါတယ်တဲ့ပစ္စည်းဝယ်တာဝတ်စာအားအားဒါကအစပေါ့နော်ဘန်းရောင်တွေဖြစ်နေတာတတိထားမိပါရှင်လက်အဲ့ဒါဘလို့စိတ်ချနေကြောင်းဖြစ်လာတယ်ဆိုတာပြောပြပေးလို့ရမလားရှင်ဒီနေ့မှာတော့ဒီ comment ေးဦးပေါ့နော်မေရီပြန်လဲပြီးတော့ဖြေချပေးပါမယ်အဲ့တော့အယောင်တွေကလေကိုယ့်ရဲ့စိတ်အခြေအနေနဲ့ဆက်ဆက်မှုရှိနေရပေါ့နော်လူတိုင်းရဲ့စိတ်မှာကလေ masculine energy နဲ့ feminine energy ဆိုပြီးတော့ရှိရပေါ့နော်တကယ်လို့ကိုကအယောင်ရင့်တာတွေကိုပဲသဘောကျတယ်ပေါ့နော်အနက်ယောင်တို့နက်ပြယောင်တို့စတဲ့အယောင်ရင့်ရှင်းတွေကိုပဲသဘောကျဆိုရှင်တော့ကိုယ့်ရဲ့ masculine energy တွေက strong ဖြစ်နေရပေါ့နော် masculine energy strong ဖြစ်နေတဲ့အချိန်မှာဆိုရှင်တော့ကိုကဘလို့ဖြစ်နေလဲဆိုလို့ရှင်တော့အလုတ်ကိုဦးစားပေးတယ်ဖြစ်တင်ဖြစ်ထိုက်တာတွေကို ကိုပဲဦးစားပေးတဲ့ယုံကြည်လို့ရတယ်စတဲ့အဲ့လိုမျိုးဟွာပေါ့နော်အချက်လေးတွေကိုစောင့်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ IT နေပညာကုမ္ပဏီတို့အဲ့ဒါတွေဆိုရှင်တော့အများဖြစ်ဆိုရှင်တော့အာနက်ပြရောင်တွေကိုတုံးတာများတဲ့ယုံကြည်လို့ရတယ်ဆိုတော့ကိုစားကိုပြုတ်ချင်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့တကယ်လို့ကိုဟာအာလုံးဝအယောင်ကျင့်တဲ့ဟာလေးကိုပဲတဘောကြရကနေပေါ့နော်အာအယောင်ဖြော့တာလေးတွေကိုတဘောကြလာတယ်အဖြူရောင်တို့ အာဒီဟွာပေါ့နော်အာဘန်းနူရောင်လေးတွေတို့ပြီးလို့ရှင့်နော်အာဟွာပေါ့ အပြာနုယောင်လေးတွေတို့စတဲ့အယောင်ဖြောတဲ့အယောင်လေးတွေတို့သဘောကျလာတယ်ဆိုရှင်တော့ဒါကဘာကိုပြောနေတာလဲဆိုရှင်တော့ကိုယ့်ရဲ့ feminine energy လေးကလည်းတဖြည်းဖြည်းနဲ့အားကောင်းလာတာပေါ့အဲ့တော့ feminine energy အားကောင်းလာတယ်ဆိုတာကြတော့ဘလိုမျိုးလဲဆိုလို့ရှင်တော့ကိုကအရင်တော့ဆိုလို့ရှင်တော့ဖြစ်ဖြစ်ဖြစ်ထိုက်တာပဲဦးစားပေးရကနေတဖြည်းဖြည်းနဲ့ပျော့ပြောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်ပို့ပြီးတော့တခြားလူအတွက်နားလည်ပြီးနိုင်တဲ့လူတစ်ယောက်ဖြစ်လာတယ်စိတ်ခံစားချက်လေးတွေပိုရှိလာတာပေါ့နော်အရင်တော့ဆိုလို့ရှင်တော့80%ဖြစ်ရကနေတဖြည်းနဲ့စိတ်ခံစားချက်လေးတွေပို့ ှိလာတယ်ကိုယ့်ရဲ့စိတ်ခံစားချက်လေးတွေပို့ပြီးတော့ပေါ်ထုတ်တဲ့လူတယောက်ဖြစ်လာတယ်စတဲ့အချက်လေးတွေကိုပုံဆောင်နေတာပေါ့နော်ဒါလေးတွေကတော့ masculine energy နဲ့ feminine energy ကနေ ကြည့်တဲ့အအချက်လေးတွေပေါ့နော်နောက်ထပ်ရှိသေးတာကကိုကအရင်တော့အယောင်တောက်တာလေးတွေကိုမကြိုက်ဘူးအဲ့ဒီကနေရုတ်တရက်ပေါ့နော်အယောင်တောက်တောက်လေးတွေသဘောကျလာတယ်အနေအယောင်တောက်တောက်တို့အစိမ်းအယောင်တောက်တောက်တို့စတဲ့အယောင်တောက်တာသဘောကျလာပြီဆိုရှင်တော့ဘာကိုပေါ်ပြနေတာလဲဆိုရှင်တော့ကိုကတခြားလူရဲ့မြင်တွေ့ခြင်းကိုခံရလို့တဲ့ထင်ပေါ်မှုကိုလိုချင်တယ်ဆိုတဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုပေါ်ပြနေတာပေါ့နော်အာတကယ်လို့ကိုကအယောင်မိန်တာလေးတွေပေါ့နော်ခဲအယောင်လေးတွေကိုပဲသဘောကျတယ်တိတ် ပြောမတိတာတဲ့အယောင်လေးတွေကိုဝတ်ဆင်ရတဘောချတယ်။အာမွဲနေတဲ့အယောင်လေးတွေကိုဝတ်ဆင်ရတာတဘောချဆိုရှင်တော့ကိုကကိုကကိုတည်တတ်နေလို့တဲ့။တခြားလူရဲ့မြင်တွေ့ခြင်းခံရတာကိုမလိုချင်ဘူး။အေးဆေးနေချင်တယ်ဆိုတဲ့သဘောမျိုးကိုဖော်ပြနေတာပေါ့နော်။အာအဲ့တော့စိတ်ပိုင်းဆိုင်ရာအာဒီကိုရွေးချယ်ပြီးတော့ ဝစ်စင်တဲ့အယောင်လေးတွေကစိတ်ပိုင်းဆိုင်ရာနဲ့ဆက်ဆက်နေရပေါ့နော်အခုဒီ commitment ထားတဲ့လူဆိုရှင်တော့ခဲယောင်ကိုသဘောချရာကနေခရမ်းယောင်ကိုပြောင်းလာတယ်တဲ့အဲ့တော့အယောင်တစ်ခုချင်းစီတိုင်းမှာကလေသူ့ရဲ့အနက်အသိပဲနဲ့သူရှိရအခုခရမ်းယောင်လေးဆိုရှင်တော့ဘာကိုပုံဆောင်တာလဲဆိုရှင်တော့သူက awareness ကိုရှိလာတယ် awakening ပို့ဖြစ်လာတယ် spiritual ဘိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေကိုသူပို့ပြီးတော့စိတ်ဝင်စားလာတယ်ဆိုတာကိုဖော်ပြနေတာပေါ့နော် အခုဆိုရှင်တော့မီရီရဲ့စစ်မှန်တော်မီနီတွေးဆောင်ခြင်းဆိုရဲဆောင်းမှာဒီတွေးဆောင်ခြင်းဆိုရဲစာတောင်းမီရီကခရမ်းရောင်လေးတုံထားတာဒါပေါ့ပြောချင်တာလည်းဆိုရှင်တော့ awakening ဆိုရဲသဘောမျိုးပုံဆောင်ထားတာပေါ့နော်အဲ့တော့အယောင်တိုင်းမှာကသူ့ရဲ့အနက်စိတ်ပင်နဲ့ရှိရပေါ့နော်အဲ့ဒီကနေသူကဘန်းရောင်လေးတွေသဘောချတာဆိုရှင်တော့သူ့ရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာကချစ်ချင်းမြတ်တာလေးတွေကပို့ပြီးတော့ရှိလာတာလားနှွေးထွေးမှုတွေပို့ရှိလာတာလားစတဲ့အချက်လေးတွေဖြစ်လာတာလားဆိုပြီးတော့ယူဆလုပ်ရတာပေါ့နော်ဒါတော့အမေရိကန်ကခရကန်ရှင် 见故了。 ဟုတ်ပါတော့အာအတိတာမဟုတ်တဲ့အတွက်ချက်မို့လို့တခြားအသေးစိတ်အကြောင်းလေးတွေတော့မြည်တခြားပြောလို့တော့မရဘူးပေါ့နော်ဒါလေးတွေကတော့ရည်ပူရအဖြစ်ကိုခန့်မှန်းလို့ရတဲ့အချက်လေးတွေပေါ့နော်အဲ့တော့တကယ်အသေးစိတ်ကဘလို့လဲဆိုတာကြတော့ကြံကြင်ရှင်နဲ့ကိုကတခြားအာပြောကြည့်မှပဲပြောလို့ရနိုင်တာပေါ့နော်တချို့ကြတော့လည်းသူကြိုက်တဲ့အကြောင်းကိုရှိရဘလို့ပဲဖြစ်ဖြစ်သူကအဲ့ဒီအကြောင်းကိုပဲသဘောကျတယ်ဆိုတာမျိုးရှိရပေါ့နော်ဒါကြတော့သူသဘောကျလို့သူဝတ်ဆင်တာသူရွေးချယ်တယ်ဆိုပြီးတော့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုး အဲ့တော့ဒီနေ့ရမြောက်ရမှုကနေအကျိုးတဆုံတရားရရှိသွားမယ်လို့မျှော်လင့်ပါတယ်အကျိုးတဆုံတရားရရှိသွားဆိုရှင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးဖြတ်ပါတော့အာနောက်ထပ် အာဗီဒီယိုလေးတွေမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပေါ့နော်စိတ်မြင်စားဖွယ်ကောင်းတဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေကိုဆက်လက်ပြီးမျှဝေပေးမှာဖြစ်တဲ့အတွက်မရိရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ subscribe လုပ်ပြီးခဲ့ပါနော် Hello အားလုံးပဲမင်္ဂလာပါမေရီကတော့အာတက်တက်မီရီဆိုတဲ့ကလောင်နာမည်နဲ့စိတ်ပိုင်းဆိုင်ရာစောက်တွေကိုရေးထားမျှဝေနေတဲ့ဗီဒီယိုဖြစ်ပါတယ်တကယ်လို့မိတ်ဆွေနေတဲ့ကစိတ်ပိုင်းဆိုင်ရာကိုစိတ်မြင်စားဆိုလို့ရှိရင်တော့မေရီရဲ့ channel လေးတွေအားပေးလို့ရနိုင်ပြီပေါ့နော်မေရီရဲ့ channel လေးကို subscribe လုပ်ထားလို့လည်းရနိုင်ပါတယ်ကဲနောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံတွေ့ကြရအောင်စီးမီ next video. Bye. Bye.